ဟာငွေတူးနံမြတ်ဒီလိုပါကျွန်တော်ကပြက်လုံးပြက်တဲ့အခါမှာကျွန်တော်ပြိတ္တကဟာဟောလူစံတော်တွေပေါ့ဟာငါကနေတူးစိတ်ညစ်တဲ့တယောက်ကလည်းပြည်သူစိတ်ညစ်တယ်ပြိတ္တကကြီးကကျွန်တော်ကအဲ့လိုမပြောပဲကျွန်တော်ကကျွန်တော်ကငွေတူးဆိုတော့ငွေတီးဦးငွေတီးဦးလို့ပြောလိုက်ငွေတီးဦးငွေတီးဦးပြောလိုက်တာနဲ့ပြောစင်းစင်းပြက်လုံးကနေပြီးတော့ကျွန်တော်ဒရိုက်တာအဖြစ်ကျွန်တော်ဇာကားနှစ်ကားအခုရိုက်တယ်ကျွန်တော်ကား20ရိုက်ရအဲ့ဒါနဲ့ငွေတီးဦးဆိုတဲ့နာမည်နဲ့ကျွန်တော်ရိုက်တော့တဲ့င်းနေရာပြကိုဟာငွေတီးဦးကရှိတယ်ပြည်တီးဦးရဲ့အမလားနော် ရှိတယ်ပေါ့တော့ဟုတ်ပါဘူးတဲ့သူကကျွန်တော်ကလူရှင်တော်ပါနော်လူရှင်တော်ကနေပြီးတော့ဇာတ်ကားရတဲ့ခါမှာငွေတီးဥဆိုတဲ့နာမည်လေးသုံးတာပါဆိုတာဒါပြန်ရှင်းပြရတာပေါ့ငွေတီးဥဆိုတာဒရိုက်တာနာမည်ပါခင်ဗျအဲ့လိုပြောမှာနာမည်ကတော့ပြောင်းလို့ရှိနေတာအဲပြောင်းလိုက်ပါပြီခင်ဗျတိုးကြီးဆိုပြီးတော့ပြောင်းလိုက်ပါတိုးတဲ့ကနေတော့ခဏတိုးတိုးတဲ့ကတော့ထွက်လို့မရအောင်တိုးက original mobile ဖြစ်နေတယ် င်္ဂလာပါခင်ဗျာအဲဒါကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပေါ့နော်အဲကျွန်တော်တို့ရွှေညောအိဆာတရမဟိတိစီဂိုင်းဆိုတာကကျွန်တော်တို့ဟာအာရှီးယဝါဒနဲ့ကျွန်တော်သွားတဲ့ဂိုင်းကျွန်တော်တို့ရဲ့ဆရာဖြစ်တယ်ကျွန်တော်ဆရာဦးစော်မင်းဆရာမကြီးဒေါ်မြတ်မြတ်ကြီးတို့ကိုဖြစ်နှစ်စင်းနှစ်တိုင်းเนาะတပည့်သားမီးတွေကနေပြီးတော့ကတော်တဲ့ပွဲမှာပေါ့နော်ကျွန်တော်ကလည်းရွှေညောအိဆာတရမဟိတိစီဂိုင်းကကျွန်တော်ကလည်းဂိုင်းဆရာတယောက်ဖြစ်တဲ့အတွက် အဲကျွန်တော်ရဲ့ညီဆရာဖြစ်တာပေါ့နော်ဆရာစုပြေဆရာစိလန်းဆရာအိုးဝေတို့နဲ့အတူတူဒီဂိုင်းလော့ကတည်းသူတို့ခေါ်လို့ဒီဂိုင်းလော့ကတည်းရောက်လာခဲ့တယ်။ခொနီယသားသမီးတွေရဲ့အသက်တွေကိုကယ်ပေးတယ်ခொနီယသားသမီးတွေမှာခံစားနေရတဲ့စုပ်ကဝေပစီမြေဖုတ်နော် အောက်လန်းမိစာပိတ်တာတူရောက်တဲ့ဇော်ကနီကာကနီကဝေ69မျိုးနဲ့တူဘုရားတရားသံဃာနဲ့မပတ်သက်တဲ့ပညာရက်တွေနဲ့လူတအူးတယောက်ကိုပြုလုပ်ဖန်ဆားထားတာတွေကိုကျွန်တော်တို့ကနေပြီးတော့ပြန်လဲကယ်တင်တဲ့ လူကောင်းပိန်ပြီးတော့ပြန်လဲကြတယ်နဲ့ကျွန်တော်တို့နော်ပြောမယ်သာသနာပြုတဲ့ guide ဆိုလည်းမမားပါဘူးခင်ဗျာလူသားတွေကိုကျွန်တော်တက်တဲ့ဝိဇ္ဇာပညာနဲ့ကျွန်တော်တို့တော့ကယ်တင်နေတဲ့ guide ပါခင်ဗျာဆွေညောအိစာရမေဒီစိတ် guide ကြီးမှရောက်လာတော့ကျွန်တော်တက်ငယ်တဲ့လူငယ်လေးတွေနော်ဒီ guide ကိုဝင်ပြီးတော့ဒီတစ္ဆာ၃ရက်ကိုကျွန်တော်တို့ခိုင်လာအရန်ဝမ်းသာမိပါတယ်ဗျာဘာကြောင့်လဲဆိုတော့ဒီပညာရက်ကသူတော်ကောင်းပညာရက်ဖြစ်တယ် တအိမ်မှာတယောက်ဝင်တမိသားစုလိုအန်ညကင်းတယ်တယောက်ဝင်တာနဲ့နောက်ကိုကဝင်လိုက်ရင်ကိုယ့်ရဲ့ဇနီးမရပါလိုက်ဝင်တယ်ကိုသားသမီးတွေရပါစိတ်ပါဝင်သားပြီးလိုက်ဝင်တယ်ကိုယ့်ရဲ့တူတွေတူမတွေအိမ်ကြီးနားကြီးတွေရပါလိုက်ပါပြီးတော့စိတ်ပါပြီးတော့ကျွန်တော်တို့ဒီတိုင်းတဲ့ဝင်တဲ့အတွက်ကိုကျွန်တော်တို့ပြောမယ်သူတို့ကောင်းပညာဖြစ်တဲ့အတွက်ဒီပညာယူထားတဲ့သူတို့ကောင်းဖြစ်သွားတာပဲခင်ဗျအဲဒါမှတစ်ခုတော့ရှိတာပေါ့ကိုကောင်းတာလုံးမှာပဲသူတို့ကောင်းဖြစ်မှာမကောင်းတာလုံးရင်မသူတို့ကောင်းဖြစ်မှာအဲ့တော့ ဒါပေမဲ့ရွှေမျောအိတ်တာမင်းအစီကိုင်းမျောလို့ပြောတာဂရီတစ္ဆာ၃ချက်နဲ့ကျွန်တော်တို့ဆရာဖြစ်ခံနေတဲ့နေရာမှာခုနပြောတဲ့အော်လန်မိစာတွေတိတ်ပိတ်တာတွေသူရောက်တွေတရေလို့နိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ကအနိုင်ကျင့်တာတော့မဟုတ်သူတို့မှလည်းသူတို့လိုအပ်တာလေးတွေရှိတာပေါ့ဒါပေမဲ့တစ်ဖက်သားကမိမိကြောင့်ဒုက္ခရောက်နေတဲ့ဒုက္ခရောက်နေတဲ့လူကိုကျွန်တော်တို့ကပြန်လဲကဲတင်တာပါပဲဒီသဘောမျိုးပါပဲဒါကြောင့်မလို့ဒီပညာတယောက်ယူရင်တယောက်စိတ်တမိသားလိုစိတ်ချမ်းသာတယ်ဆယ်ယောက်ယူရင်ဆယ်ယောက်စိတ်ချမ်းသာတယ် တလားလုံးယူတလားလုံးစိတ်ချမ်းသာတရက်ကွက်လုံးယူတရက်ကွက်လုံးစိတ်ချမ်းသာတနိုင်ငံလုံးဒီပညာရက်ကိုယူထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတော့ပါဗျာအဲလေးလေးကဒီဂိုင်းမှာရွှေညောအိဇာရာမေးစေဂိုင်းတော်မြကြီးမှာလေးလေးကအဲ့အောက်လန်းပြူစားလိုပဲလေးလေးကတေမတက်ဖြစ်သွားတာပေါ့ခေကောင်ပေါင်းလဲဘာလဲဆိုတော့ဘိုက်တွေတအားအောက်ပြီးတော့တအားနာလူလဲပြီးတော့မြကြီးမှာလူနေအောင်နာတယ်အဲ့ဒါနဲ့တကယ်ချင်းနေနဲ့မိသားစုတွေညာနေတော့ကျွန်တော်ဆေးကိုတင်လိုက်ဆေးကိုတင်လိုက်တဲ့အခါမှာဆေးကိုကြတော့ဆရာဝန်ကအပြေရှာမရောက် အဲ့ဒါအန်ဒရစလော့ထက်ရိုက်အန်ဒရစလော့ထက်ရိုက်တော့လေယောဂအဖြေကရှာမရအဲ့မှနေအဲ့တဏီလုံးတညာတဏီလုံးခံတယ်တညာလုံးခံတယ်ညတကောက်ကြကြတော့မှသွားတတိယရဟောငါတို့ရဲ့ညီဆရာဖြစ်တယ်ဆရာအိုးဝေကျွန်တော်တို့ဟိုဘက်ဟိုဟိုဘက်လမ်းဒီဘက်လမ်းမပြောမှဆိုအာသူ့အကူညီတောင်းလိုက်အဟုတ်လားမဟုတ်လားတော့မသိဘူးလို့ငါတော့ဒီလိုလိုပဲဖြစ်နေပြီလို့လာကူညီပေးပါဦးတော့ဟုတ်ကဲ့ဟုတ်ကဲ့အကိုဆိုအဲ့ကြတဲ့ဖုန်းနဲ့ဆက်ပြီးတော့ဖုန်းနဲ့အရင်ချုပ်လိုက်တာမှကျွန်တော်မှအောက်တက်တာဟောတယ် ာဒါဖြစ်သေးကြပြီဗောဒါအွန်လိုင်းကိစ္စညှိနေပြီအဲနောက်နေ့မနေ့မိုးလင်းလာနေအဲ့ချီကညတနာရီလိုဖြစ်တဲ့အတွက်သူလာလို့မရမိုးလင်းတော့ချက်ချင်းရောက်လာပြီးတော့ချက်ချင်းကုတလိုက်တယ်ကုတပြီးချက်ချင်းပဲလောကပျောက်ကင်းသွားတာအဲ့မှာအန်အောပြီးတော့အော်ဒီပညာရက်ကဒီလိုရှိပါလားအဲ့မဲ့နောက်ခါငါ့ကိုပြုတ်လို့လို့မရဘူးဘယ်လိုလုပ်ရမလဲ။ तू ကရှင်းပြဒီလိုတဲ့ twin တ twin နဲ့ကိုမွေဝင်အောက်ထားတယ်။ဒါပေမဲ့ကျွန်တော်အဲ့မွေကိုမောင်းထုတ်လိုက်တယ်။အဲ့ဒီမွေကိုမောင်းထုတ်လိုက်ခြင်းအပြင်အဲ့ဒီမွေကိုမရှိတော့ဘူး။ ဒါပေမဲ့ဒီက twin ကြံခဲ့တယ်ခဲမှာဖားလဲရောက်ရောက်လာမယ်တီလဲရောက်ရောက်လာမယ်တခြား twin out တရတာတွေဒေါ်ဝါတွေရောက်နိုင်သလိုပဲတဲ့ကျွန်တော်တို့ပညာရမှာလေဒီမှာအောက်လန်းတယောက်ခံစားပြီးဆိုတော့နောက်နောက်တခြားဆရာတွေလှုပ်ဖို့လွယ်ကူသွားတယ်ပေါ့အဲ့ဒါကြောင့်မို့ဒီပညာကိုဟိုဒီယောဂါကိုပြန်မဖြစ်အောင်သူတို့မပြုတ်သွားလို့မရအောင်ဒီ guide ကိုဝင်လိုက်တစ္ဆာတုံးချက်ထိမ့်မယ်ဆေးမကွင်နေတဲ့အကိုတက်တာတုံးချက်ကိုထိထားပြီဆိုရင်လည်းအကိုနောက်ကနှောက်ချက်လို့မရတော့ဘူးဆိုပြီးတော့ကျွန်တော်ဒီပညာယူလိုက်တယ် ဒါပေမဲ့သူတို့တွေစိတ်ကူသွားတဲ့အခါမှာကျွန်တော်လိုက်လိုက်နေကျွန်တော်လည်းအခုစုတ်တော့ကြိုင်ဘဝနဲ့ပညာသားမျိုးကိုကတ်တီပေးနေပါတယ်ခင်ဗျ။အနုပညာမထိကြိုက်ဘူးဗျ။ဒီလိုပါဗျ။ကျွန်တော်တို့ဒီပညာရဲ့မှာဂိုင်းမှာတစ္ဆာ၃ချက်ဆိုတာနံပါတ်၁ကျွဲသားနွားသားမစားအောင်နော်။နံပါတ်၂အရက်တေသားမကောင်းစားအောင်။နံပါတ်၃သူများသားမယားပြမားကျူးလို့ခြင်းလို့ရှိအောင်။အဲ့တစ္ဆာ၃ချက်ကိုတည်နေတဲ့၍ခုနပြောလို့ပေါ့။ကိုကအသွမ်းထက်နေတာ။ ဲ့တော့ဒီသစ္စာသုံးချက်ရဲ့အရှိယဘာဖြစ်လဲလို့မေးလို့ရှိတယ်အလူညာလောကမှာပါစမ်းပွင့်ပါတယ်အလူညာအလုတ်တွေလုတ်တဲ့အခါမှာစမ်းပွင့်တယ်ကိုအလုတ်ကိုအရင်ကဟိုတလမှာကတော့ဆယ်ရက်ဝင်ရင်အခုဆိုအရက်20ဝင်တယ်အဲ့လိုလေးတွေပြန်ပြီးတော့ဝိဒါတွေမရတယ်လို့ပြောအကျိုးပေးတယ်ပေါ့ကိုကလည်းတစ္ဆာရှိရှိနဲ့တစ္ဆာကိုထိပြီးတော့ဒီအာပေါ့ဘာသာရေးကိုလည်းကျွန်တော်လိုက်စားပြီးတော့ဟိုဒီတစ္ဆာတရားနဲ့အတူတော့ခုနကသားမျိုးမြေတားနဲ့ကဲတင်ပြီးပါဒါကြောင့်မို့လို့လေအနုပြန်လုပ်ငန်းတွေမှာအဆင်ပြေပါတယ်လို့ပြောပြတယ် အော်ငွေတူးနံပြားဒီလိုပါကျွန်တော်ကပြက်လုံးပြက်တဲ့အခါမှာကျွန်တော်တို့ပြိဿကဟာဟောလူစံတော်တွေပေါ့ဟာငါကနေတူးစိတ်ညစ်တယ်တယောက်ကလည်းကြည်တူးစိတ်ညစ်တယ်ပြိဿကကြီးကကျွန်တော်ကအဲ့လိုမပြောပဲကျွန်တော်ကကျွန်တော်ကငွေတူးဆိုတော့ငွေတီးဦးငွေတီးဦးလို့ပြောလိုက်တယ်ငွေတီးဦးငွေတီးဦးပြောလိုက်တာကလည်းပြောစင်းစင်းပြက်လုံးကနေပြီးတော့ကျွန်တော်ဒရိုက်တာအဖြစ်ကျွန်တော်ဇကားနှစ်ကားအခုရိုက်တယ်ကျွန်တော်ကား20ရိုက်ရအဲ့ဒါနဲ့ငွေတီးဦးဆိုတဲ့နာမည်နဲ့ကျွန်တော်ရိုက်တော့တတိယနေ့ကပြက်ကိုဟာငွေတီးဦးကရှိတယ်ပြည်တီးဦးရဲ့အမလား ရှိတယ်ပေါ့တော့မဟုတ်ပါဘူးတဲ့သူကကျွန်တော်ကလူရှင်တော်ပါနော်လူရှင်တော်ကနေပြီးတော့ဇာကားရတဲ့ခါမှာငွေတီးဥဆိုတဲ့နာမည်လေးသုံးတာပါဆိုတာဒါပြန်ရှင်းပြရတာပေါ့ငွေတီးဥဆိုတာဒရိုက်တာနာမည်ပါခင်ဗျအဲ့လိုပြောမှာငွေတီးဥကပြောင်းလို့ရှိသေးတာအဲပြောင်းလိုက်ပါပြီခင်ဗျတိုးကြီးဆိုပြီးတော့ပြောင်းလိုက်ပါတိုးတဲ့ကနေတော့ခင်ဗျတိုးတိုးတဲ့ကတော့ထွက်လို့မရအောင်တိုးက original mobile ဖြစ်နေအော်ကျွန်တော်တို့ဒီပေါ့ရွှေညောပညာရက်မှာအခုဒီမှာဆရာတွေနဲ့အတူပဲရောဆရာကြီးလည်းရောက်လာတယ် ဆိုင်နဲ့အတူပဲကျွန်တော်တို့ခုနှစ်သားမျိုးတို့ကဲတင်ပြီးတော့ကျွန်တော်တို့ခုနပြောလို့ပေါ့ဆွေညောင်နဲ့ပတ်သက်တဲ့ပြုလုပ်တဲ့ပွဲတွေတော့ကျွန်တော်ပြုလုပ်ရမယ့်အရာတွေကိုကျွန်တော်တို့ကပါပေါ့เนาะဂိုင်းကနပြပြီးကျွန်တော်တို့ပြုလုပ်ခြင်းအဖြစ်เนาะအာတမစင်ပေါ့တမစင်ဆိုတာတမတမဆိုတာဆရာစင်ဆိုတာကအစင်အဆက်ဆရာသမားတွေအစင်ဆက်ပြုလုပ်ခဲ့တဲ့လိုင်းအတိုင်းကိုကျွန်တော်လုပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဂိုင်းပွဲကိုခုလိုပဲဆရာတွေကိုကြောနိုင်အောင်လို့ကြိုးစားပါဦးမယ်